်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါရှင်။ Rapita Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်။အခုဖတ်ပြပေးမှာကတော့ဆရာပန်ဖို့သိန်းဖေရှိသားထားတဲ့အမြဲတမ်းလှုပ်ရှားတွေ့ကြံနေပါတယ်။တက္ကတိန်မှာအကွက်လွတ်တွေထားပါဆိုတဲ့စာပိုက်လေးတွေကိုဖတ်ပြပေးမှာပဲဖြစ်ပါရှင်။ အများရန်လှုပ်ဆရာတွေကြံနေပါတယ်ကျွန်တော်တို့ကနေ့စဉ်လှုပ်တွေများကြီးလုံးနေကြတယ်ရုံးမှမနက်၈နာရီကနေညနေ၅နာရီထိထမင်းစားချိန်ကလွဲရင်အလုပ်တွေကိုမနာတမ်းလုပ်ရတယ်အစည်းအဝေးတက်ရတယ် report တွေကိုအချိန်မီပြီးအောင်ရေးပြီးတင်ရတဲ့မိမိတာဝန်ယူထားတဲ့အလုပ်နေရာကိုမတွားရောက်ကြီးစုစစ်စီရတဲ့ ဇနီးတွေကလည်းအိမ်မှာအိမ်မှုကိစ္စတွေကလေးတွေကို ထိန်းနေရတာနဲ့တခြားကလေးမှမနာရဘူးဒါတွေမကသေးပါဘူးတာရင်နာရင်လူမှုရေးကိစ္စတွေလည်းလုပ်ပေးရတယ်မိစေတွေမှာပြဿနာရှိရင်လည်းလိုက်လံကူညီရတယ်ကျွန်တော်တို့နေ့စဉ်လုပ်ရတဲ့အလုပ်တွေကိုစည်ရင်လုပ်ကြည့်မယ်ဆိုရင်စာမျက်နှာပေါင်းများစွာရေးရမှာဖြစ်တယ်ဒါအထူးစမဟုတ်ဘူးယနေ့ခေတ်လူတိုင်းနှီးပါ ဖြစ်နေကြတာပါ လူတော်တော်များများဟာနေစဉ်လုပ်တွေများကြီးလုံးနေကြရလို့ပင်ပန်းကြတယ်စိတ်ပြဲကြတယ်စိတ်တူကြတယ်သူတို့စီကခုလိုစကားပြောတာကြားဘူးကြမှာပါအလုတ်ဆက်ခုပြီးမယ်လို့ထင်တာတာကိုးခုပဲပြီးတယ်ကျွန်တော်ဘလောက်ပဲစူးစမ်းလို့လို့အလုတ်တွေအားလုံးကိုပြီးအောင်မလုပ်နိုင်ဘူးသူတို့ရဲ့ညီညွတ်ပြောဆိုတန်တွေကိုကောက်ချက်ချရရင်ဒီအချက်တစ်ခုကိုတွေ့ရတယ်အဲ့ဒါကအလုတ်တွေကိုဘလောက်ပဲစူးစမ်းလုပ်ပြီးမယ်လဲ လုံစရာအလုပ်တွေအများတန်းကြံ့နေတယ်ဆိုတာပါဒါဟာလူတိုင်းကြုံတွေ့ရတဲ့အမှန်တရားပါ အမှန်တရားကိုပြောင်းလဲပြလို့မရဘူးဒါဆိုရင်ဘာလုပ်ရမလဲအကောင်းဆုံးကအဲ့ဒီအချက်ကိုလက်ခံထားလိုက်ဖို့ပါ အလုပ်တွေဘလောက်ပဲစူးစမ်းလို့လို့လုံးစရာအလုပ်တွေအများရန်ကြံနေတယ်ဆိုတာကိုလက်ခံထားလိုက်ပါပြီးခဲ့တဲ့တရင်ပတ်နေငယ်လောက်တော့ကကျွန်တော်နဲ့စရီခရစ်တိုဟာ အလုံအားတဲ့စနေနေ့တရက်မှာမနှက်ဆာစားပြီးချိန်ကစားပြီးအိမ်တန်းရှင်ရေလောက်ကြတယ်တနေ့ကောင်လုတ်ပြီးကြလို့ညနေပိုင်းရောက်သွားတော့ကျွန်တော်ဟာလုံနေတာတွေကိုခဏရပ်ပြီးလုံစရာဘာတွေကြံသေးလဲဆိုတာကို လေးလာကြည့်လိုက်တယ်ကျွန်တော်တော့အံ့ဩထိတ်လန့်သွားတယ်ဘာကြောင့်အံ့ဩထိတ်လန့်သွားရလဲဆိုတော့လုံစရာတွေတော်တော်များများကြံနေသေးတာကို တွေ့လာရလို့ပါ ကြမ်းတက်ရအောင်မယ်အဝိဘီတို့ရှင်းပြီးအဝိတွေကိုစီထပ်ပေးရမယ်အထက်ကိုရှင်းရမယ်အဖော်တတ်မှရှိတဲ့ကျွန်တော်ယုံခံတဲ့ကဇပွဲပေါ်မှာစူးပုံနေတဲ့စာတွေဖွင့်ဖတ်ရမယ်ကြွထောင်ချောင်းညစ်ပတ်နေလို့စေကြောရမယ်အိမ်ရှိဝရန်တာမှာကြာနေတဲ့တိရွက်ချောက်တွေလှဲခြင်းရမယ်ကလေးတွေရဲ့အခန်းကိုလည်းရှင်းပေးရမယ်ခွေးကိုလည်းအပြင်ခေါ်ပြီးလမ်းလျှောက်ရမယ်သမီးငယ်ရဲ့ဆက်ပြီးကို ဖင်ထိုင်ကုန်ကိုမြင့်ပေးရမယ်။ပန်းချန်တွေကပန်းပင်တွေကိုရေလောင်းပေးရမယ်။လုံစရာတွေများကြီးကြံနေသေးတယ်။တကယ်တမ်းကျတော့အခုပြောခဲ့တဲ့အလုပ်တွေဟာသမုဒ္ဒရာထဲမှာမျောပါနေတဲ့ရေခဲတောင်ကြီးရဲ့ရေမြင့်နှပြင်အထက်ကအစိပ်အပိုင်းတစ်ခုနဲ့တူတဲ့ရေထဲမှာမြုပ်နေတဲ့အစိပ်အပိုင်းကအများကြီး ပိုကြီးမာတဲ့ဆိုလိုတာကစစောကပြောခဲ့တဲ့အလုပ်တွေအပြင်နောက်ထပ်လုံစရာအလုပ်တွေအများကြီးကြံနေသေးတဲ့ ဥပမာကလေးတွေကိုစာအုပ်ဖတ်ပြတာသူတို့နဲ့အတူစောကစားတာနောက်ပြီးကလေးတွေကိုတနေ့၃ချိန်အစာကျွေးရတာမို့အဲ့ဒီအတွက်အစာကိုချက်ပြုတ်ရတာကလေးတွေစားပြီးသွားတဲ့ပုဂံတွေကို စေချောပေးတာတွေလုပ်ရအောင်မယ်အိမ်ကိုစေးပြန်တုပ်တာသို့မဟုတ်ဥယျာဉ်ဆိုင်ပြိုတဲ့လက်နက်ကိရိယာတွေပြုပြင်ပေးတာအစ်စ်လဲပေးတာ စားရတွေလည်းလုပ်ဆရာရှိသေးတယ် ။နောက်ပြီးတပတ်တခါခြံဝင်းတွေကမြက်တွေကိုမြက်ရိပ်ဆန်းနဲ့ရိပ်ပေးဖို့ဥယျာဉ်တွေကပေါင်းပင်တွေကိုနှုတ်ပေးဖို့လည်းရှိသေးတယ်။နောက်ထပ်ကြံနေတဲ့အလုပ်တွေဆက်ရည်ပြရင်ဆုံးမှာမဟုတ်ဘူး။ဒီလောက်ဆိုရင်ကျွန်တော်ပြောချင်တဲ့အလုပ်တွေကိုဘလောက်ပဲစူးစမ်းလုပ်လို့လုံးစရာတွေကြံနေအောင်မှာပဲဆိုတဲ့အချက်ကိုလက်ခံပြီလို့ထင်တယ်။ တင်လက်ရှိလုပ်နေတဲ့အလုပ်ကိုခဏလောက်နာပြီးလုံးစရာကြံနေသေးတာတွေကိုစဉ်းစားကြည့်လိုက်ပါကြံနေတဲ့လုပ်တွေများလွန်လို့ယူမသွားရင်တောင် စိတ်တကြသွားမှာသေးချတဲ့လုံးစရာအားလုံးကိုပြီးအောင်လုပ်မယ်မပြီးရင်မနာဘူးလို့ဆုံးဖြတ်ထားရင်တသက်လုံးပဲတော့မှနာရမှာမဟုတ်ဘူးဘဝမှာလုံးစရာလုပ်တွေအားလုံးကိုပြီးစီးတဲ့နေ့ဆိုတာလဲဘယ်တော့မှရှိလာမှာမဟုတ်ဘူးဒါကြောင့်အလုပ်တွေအားလုံးကိုပြီးမှနာမယ်ဆိုတဲ့စိတ်ကိုမေးထားလိုက်ပါ အလုပ်တွေအားလုံးကိုပြီးအောင်လုပ်မယ်လို့ဆုံးဖြတ်ထားရင်အဲ့ဒါဟာမဖြစ်နိုင်တဲ့စစ်ပွဲကိုတိုက်နေတာနဲ့တူတယ်။မနိုင်တဲ့စစ်ပွဲကိုတိုက်မနေပါနဲ့။တင်းအကောင်းဆုံးလှုပ်တင်တာကတကယ်ပဲရေးကြီးတဲ့အလုပ်တွေကိုဦးစားပေးအစီအစဉ်ဆွဲပြီးလုံနိုင်တာတွေကိုအကောင်းဆုံးဖြစ်အောင်လုပ်လိုက်ဖို့ပါ။အလုတ်တွေအားလုံးကိုပြီးစီအောင်မလုံးနိုင်ဘူးလို့သဘောထားလိုက်ခြင်းဟာအလျှော့ပေးသူအရှုံးသမားရဲ့စိတ်ဓာတ်လို့ပြောလို့မရဘူးအမှန်တရားကိုအတိအမှတ်ပြုခြင်းပါ ဘာအမှန်တရားလဲဆိုတော့စောစောကပြောပြခဲ့ပြီးပေမဲ့ထပ်ပြောပါမယ်။တင်လုပ်တွေကိုဘလောက်စူးစမ်းလှုပ်လှုပ်လှုပ်ဆရာတွေကအမြဲတမ်းကြံနေအောင်မှပါ။အဲ့ဒီအမှန်တရားကိုလက်ခံမယ်ဆိုရင်တင်စိတ်ချမ်းသာမှုကိုရမှာပါ။ပြက်ကြိမ်မှာအကွက်လွတ်တွေထားပါ။ ဘယ်အရာမဆိုတိတ်များရင် ကောင်းတဲ့အရာဖြစ်ပေမဲ့လည်းမကောင်းဘူးဖြစ်လာတယ်ဆိုတဲ့စကားလည်းရှိတယ်။အဲ့ဒီစကားဟာပေါင်းသင်းဆက်ဆံရေးမှလည်းမှန်တယ်။ဒီလိုပါတင်ဟာလူတွေနဲ့ပေါင်းသင်းဆက်ဆံရေးအလွန်ကောင်းသူတယောက်ဖြစ်တယ်ဆိုပါစို့။ တွေးဆုံဆက်ဆံရတဲ့သူတွေများလွန်ရင်တိမကိုပိုင်အချင်းအလွန်နှဲပါတဲ့အခြေအနေကိုရောက်သွားနိုင်တဲ့ဒါဆိုရင်တင်စိတ်ညင်မှသေးချတဲ့တင်ရရှိသမျှလုပ်တွေအားလုံးကို PC အောင်လုပ်ပြီးသွားမှကိုပိုင်အချင်းရအောင်ယူမယ်လို့ကြံရထားရင်အဲ့ဒါဖြစ်လာဖို့အလားအလာအလွန်နှဲတဲ့လုံးစရာတစ်ခုပြီးသွားရင် နောက်ထပ်လုံးတွေပေါ်လာမှာမို့အလုံးတွေအားလုံးပြီးဖို့ဆိုတာဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူးပုံမှန်အားဖြင့်တင်းရဲ့ပြက်ကြိန်ပေါ်မှာ ဂရီးပေးပြီးသားသို့မဟုတ်စီစဉ်ထားပြီးသားအလုပ်တွေအပြင်တခြားသူတွေရဲ့တောင်းဆိုထားတာတွေကိုလောက်ရပေးမဲ့အလုပ်တွေနဲ့ပြည့်နှံ့နေတတ်တယ်တခြားသူတွေရဲ့တောင်းဆိုမှုတွေဆိုတာက ခင်ပွန်းဇနီးသူမဟုတ်ရီစာတင့်ကလေးတွေတောင်းဆိုတာတွေအပြင်ဆွေမျိုးမိတ်ဆွေမောင်နှမတွေရဲ့စန္ဒာတွေကို ဖြည့်ဆည်းပေးဖို့လဲပါဝင်နေနောက်ပြီးတာရင်နိုင် လူမှုရေးအတွက်လုပ်ပေးစရာတွေလည်းရှိနေသေးတယ်။ပို့ပြီးဆိုတာက အင်ကိုတယ်လီဖုန်းဆက်ပြီးပစ္စည်းရောင်းတဲ့အယောင်ကိုဆက်လက်တွေကိုလည်းလက်ခံစကားပြောပေးရတယ်။လူတိုင်းကတင်းရဲ့အချိန်ကို အပိုင်းအစလေးပဲရရလူယူနေကြတယ်လို့တင်းထင်နေမိတယ်။လူတိုင်းလို့ဆိုလိုပေမဲ့လည်းအဲ့ဒီထဲမှာတင်းမပါဘူး။တင်းကိုယ်ပိုင်အချိန်လေးကိုရအောင်ယူဖို့ကြတော့တင်းမေးနေတယ်။ ကိုပိုင်ချိန်မရှိတဲ့သို့မဟုတ်ကိုပိုင်ချိန်အလွန်နှဲပါတဲ့ပြဿနာကိုဖြေရှင်းဖို့နီလန်းတစ်ခုရှိတယ်။အဲ့ဒါကပြက်ကြိန်ပေါ်ကရက်ဆွဲဒီမှာအကွက်လွတ်ထားတဲ့နေဖြစ်တယ်။အကွက်လွတ်ထားတဲ့နေတွေမှာတင့်ဟာမပီးပြတ်တဲ့အလုပ်တွေကိုလုပ်ခြင်းမှာရှောင်ကျင်ဖို့သို့မဟုတ်ဘာလုံးမှမလုပ်ဖို့သို့မဟုတ်ဘာအစီအစဉ်မှမရေးဆွဲထားဖို့ဖြစ်တယ်။အဲ့ဒီနေတွေဟာတင့်ရဲ့ကိုပိုင်ချိန်အတွက်တီးတန့်ဖယ်ပေးထားရမယ့်နေတွေပါ။ အကွက်လွတ်ထားခြင်းရဲ့အကျိုးတခုက ပြက်ကရင်ကိုကြီးလိုက်လို့အကွက်လွတ်တွေ့ရင်စိတ်ထဲမှာပေါပါလွတ်လပ်တယ်လို့ခံစားရတဲ့။ဘာကြောင့်အဲ့ဒီလိုခံစားရတာလဲဆိုတော့အကွက်လွတ်ဖြစ်တဲ့နေ့တွေဟာဘာလုံးမှစီစဉ်မထားတဲ့မိမိရဲ့အတွက်ကိုယ်ပိုင်အချိန်တွေအများကြီးရှိနေတယ်ဆိုတဲ့အတီးကြောင့်ပါ။ကျွန်တော်ရဲ့ပြက်ကရင်ကိုကြီးလိုက်တဲ့အကွက်လွတ်တခုကိုတွေ့ရတဲ့အဲ့ဒီနေ့ဟာလာမယ့်တောက်ကြနေ့ဖြစ်တဲ့ ဒါဆိုရင်အဲ့ဒီနေ့လေတနာရီခွဲနဲ့၄နာရီခွဲအကြာအချိန်ဟာ ကျွန်တော်ရဲ့ကိုယ်ပိုင်အချိန်ဖြစ်တယ်ဆိုတာကိုသိလိုက်တယ်။ဒီအချိန်တို့အတွင်းမှာလုံးစရာအစီအစဉ်တစ်ခုမှမစီစဉ်ထားဘူး။တကယ်လို့တစုံတယောက်ကဒီအချိန်တွင်တစ်ခုခုလှုပ်ပေးဖို့ပြောလာရင် ကျွန်တော်လက်မခံဘူး။ဥပမာရေဒီယိုအသံလွှင့်ဌာနတစ်ခုက ဖုံးဆက်ပြီးအခုပဲကျွန်တော်အိမ်လာပြီးအိမ်မှာအင်တာဗျူးလုပ်ချင်တယ်လို့ပြောလာရင်ဒါမှမဟုတ် မိစေတယောက်ကခေါ်ပြီးဆိုင်မှာတွေးဖို့ဖုံးဆက်ခေါ်ရင်ဒါမှမဟုတ်ကျွန်တော်စီလက်ပြနေကြစိတ်ယောဂဝေဒနာရှင်တယောက်ကလက်တွေ့ချင်ပါတယ်လို့ပြောလာရင်တေးရေးရှင်ရေးကိစ္စမဟုတ်လို့ကတော့ကျွန်တော်လက်မခံဘူး။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ရဲ့ကိုယ်ပိုင်အချိန်တွေမှာလှုပ်စရာကိုယ်ပိုင်အစီအစဉ်တွေရှိနေလို့ပါ။စာရေးမယ်၊စာဖတ်မယ်၊အနားယူမယ်၊ကမ္မထမ်းထိုင်မယ်စင်းစားအကြံထုံးမယ်စသဖြင့်တွေပါ ဒီလကုံလောင်းမှာကျွန်တော်ဟာရက်တရက်ကို တနေ့ကုန်အလုတ်အစည်းစဉ်တစ်ခုမှမဆွဲထားပဲကိုပိုင်အချိန်အဖြစ်သတ်မှတ်ထားတဲ့အဲ့ဒီနေ့မှာကိုပိုင်အတွက်ကလွယ်ရင်တခြားဘာမှမလုပ်ဖို့ဆုံးဖြတ်ထားတဲ့အခုပြောခဲ့တာတွေကိုလှုပ်ဖို့လွယ်သလားမလွယ်ပါဘူးအလေးအချင်းဖြစ်လာဖို့အတော်လေးကိုအချိန်ယူလေးကျင့်သေးရတဲ့လွန်ခဲ့တဲ့နှစ်အတန်ကြာကကျွန်တော်ကိုယ်ပိုင်အချိန်ထားဖို့ပထမဆုံးအစီအစဉ်ဆဆွဲတော့ ကြောက်နေခဲ့တယ်။ဘာကြောင့်လဲဆိုတော့အလွန်ကောင်းတဲ့အခွင့်အရေးပေါ်လာရင်မယူမိလိုက်လို့လက်လှုပ်ဆုံဆုံသွားနိုင်တာရဲ့မိမိရာတကိုယ်ကောင်းဆန်တယ်လို့ခံစားမိလို့ရဲ့ကြောင့်ပါ။အဲ့ဒီကိုပိုင်အချိန်တွင်မှမိတ်ဆွေရင်ချတွေရဲ့အကူအညီတောင်းခံတာကိုညင်ပယ်တာလဲအလွန်ခက်ခဲပါတယ်။ဒါပေမဲ့ကျွန်တော်စူးစမ်းရင်းနဲ့ကိုပိုင်အချိန်ထားခြင်းရဲ့အကျိုးတွေကိုတစ်ဖြည်းဖြည်းရရှိခံစားလာရတဲ့ ဒီလိုနဲ့ပြက်ကရင်ပေါ်မှာကွက်လက်လွတ်တွေထားပြီးကိုပိုင်အချိန်ရအောင်လုပ်ယူခဲ့ပြီးနောက်ပိုင်းမှာကိုပိုင်အချိန်မှာတခြားလုပ်တွေလုပ်ချင်းကနေရှောင်ရှားနိုင်ခဲ့တဲ့ကိုပိုင်အချိန်ထားဖို့ပြောခြင်းဟာကျွန်တော်ရဲ့အလုံးသို့မဟုတ်မိသားစုအတွက်အချိန်ပေးခြင်းဟာကိုပိုင်အချိန်လောက်အရေးမကြီးဘူးလို့ဆိုလိုတာမဟုတ်ဘူးတကယ်တော့မိမိရဲ့ကိုယ်ပိုင်အချိန်ကိုတန်ဖိုးထားဖို့ဆိုလိုတာပါကိုယ်ပိုင်အချိန်ထားခြင်းကြောင့်အလုံးများလို့စိတ်ညစ်နေရတဲ့ကျွန်တော်ဟာစိတ်ဆက် တတရာရှာခဲ့တဲ့စိတ်ကြည်လင်လန်းစန်းလာခဲ့တဲ့တင်းကိုလည်းယနေ့ကစားပြီးဒီနီးကိုလှုပ်ဖို့တိုက်တွန်းဆင်ပါတဲ့တင်းရဲ့ပြက်ကရင်ပေါ်ကကိုပိုင်အချိန်ပေးရမယ့်ရက်တွေကိုအကွက်လွတ်တွေထားပေးလိုက်ပါပြီးရင်အဲ့ဒီနေ့တွေမှာအချိန်တစ်ခုကိုတပတ်မှတစ်ခါတုံးမဟုတ်တလမှတစ်ခါတော့ကိုပိုင်အချိန်အဖြစ်စာအုပ်မှာရေးမှတ်ထားပါသူမဟုတ်ခေါင်းထဲမှာမှတ်ထားလိုက်ပါနိုင်ရင်နှဲငယ်ချိန်လေးလဲရပါတယ် ဒါပေမဲ့အဲ့ဒီအချိန်ဟာတင့်ရထွက်ပဲတည်တန်းဖြစ်ပါစေ။တကယ်လို့ဒီအချိန်တွင်မှလှုပ်ရှားပေါ်လာရင်တည်ရရှင်ရေးကိစ္စမဟုတ်ရင်တော့မလှုပ်ပါနဲ့။လှုပ်ဖို့ကို စိတ်ကူထဲတောင်မထဲပါနဲ့။တင်အဲ့ဒီလိုလှုပ်လို့ကိုကြိုးပဲကြည့်တတ်သူတကူကောင်းဆန်သူ ဖြစ်နေသလားလို့မစိုးရင်ပါနဲ့။အဲ့ဒါကိုလှုပ်ခြင်းဖြင့်အများအကျိုးအတွက်လှုပ်ပေးလာနိုင်တာကို တွေ့ရပါလိမ့်မယ်။တင်ဘဝကို နိုင်နိုင်နင်းနင်းကင်တွဲလာနိုင်ပြီးဆိုရင်တခြားလူတွေရဲ့လိုအပ်ချက်တွေကိုလည်းကူညီပံ့ပိုးပေးလာနိုင်ပါမယ်။တင်ဟာအလုတ်အလွန်များလွန်လို့ဆိုပြီးတင်ပွားကို စိတ်ပြတ်နေရင်အခုပြောနေတဲ့ဤကိုလှုပ်ကြည့်ပါ အလုတ်များလွန်လို့စိတ်ညစ်နေတာတွေလျှော်သွားမယ်စိတ်ချမ်းသာလာမယ်တင်စိတ်ချမ်းသာလာရင်မိသားစုလည်းစိတ်ချမ်းသာမယ်အိမ်ထောင်ရေးသာယာလာမယ်တင်လုံးနေတဲ့အလုတ်ကိုလည်းထိထိရောက်ရောက်လုံးနိုင်တာကိုတွေးမြင်ရပါမယ် ဒါကြောင့်ယနေ့ကစားပြီးပြက်ကရင်ပေါ်မှာဘာမှမရေးတဲ့အကွက်လွတ်လေးတွေထားခြင်းကိုလှုပ်ကြည့်လိုက်ပါဟုတ်ကဲ့ပါရှင်ဒီစားပိုင်းလေးကိုနားထောင်ပြီးတော့မိတ်ဆွေတို့အတွက်တစုံတစ်ခုခံစားရမယ်ဆိုရင်ခုံမမရေးခဲစေချင်ပါတယ်ကျမကိုအားပေးတော့စာချစ်ပရိသတ်များနဲ့အတူတတ္တဝါတွေအားလုံးကောင်းကျိုးလိုရာဆန္ဒတွေပြည့်ဝကြပါစေလို့ဆုတောင်းမြတ်တာပို့တာရင်ဆုံးထိနားထောင်ပြီးတဲ့အတွက်ကျေးဇူးများတင်ပါတယ်ရှင်